စစ်တပ်အာဏာသိမ်းခဲ့တဲ့၄နှစ်တာအတွင်းမှာစစ်ကောင်စီအနေနဲ့သတင်းမီဒီယာပေါင်း၁၀၀နီးပါးကသတင်းတောင်၂၂၀ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအဲ့ဒီထဲကအနည်းဆုံးသတင်းတောင်၅၁ဦးကိုဖမ်းဆီးထောင်ချထားတယ်လို့နိုင်ငံတကာဥပဒေအဖွဲ့တစ်ခုဖြစ်တဲ့ ICNL ကထုတ်ပြန်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလထိမြန်မာနိုင်ငံမှာရှိတဲ့သတင်းတောက်တွေကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာတွေကိုသူတည်တနာပြုပြီးစာရန်အဖြစ်ထုတ်ပြန်ခဲ့တာပါ စစ်ကောင်စီကတည်င်းတောက်တွေကိုတီးကြဥပဒေကိုကူတုံးပြီးပြစ်မှုပေါင်း185ခုအတွက်တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့စာရန်ကဆိုပါတယ်တရားစွဲခံရတဲ့အဓိကအကြောင်းရင်းတွေကတော့လှုပ်ဆော်မှုတည်င်းမှားဖြန့်ဖြူးမှုလက်နက်ကင်ဆာမှုအပါအဝင်အကြမ်းဖက်စီရင်လှုပ်ဆော်မှုတွေဖြစ်တယ်လို့ပါရှိပါတယ် စစ်ကောင်စီရဲ့ဟန်ပြတရားရုံးတွေကပြည်တွင်းဥပဒေတွေနဲ့နိုင်ငံတကာဥပဒေကိုလစ်လျူရှုပြီးတရင်တောင်၈၈ဦးကို စုစုပေါင်းထောင်ဒဏ်၄69နှစ်ချမှတ်ထားခဲ့တယ်လို့သိရပါတယ်အချို့သတင်းတော့တဦးချင်းစီကို28နှစ်ကြီးထောင်မှန်ချမှတ်ခဲ့ပြီးအကြောက်တရားတွေဖြစ်ပေါ်စေတယ်လို့စာတမ်းကဖော်ပြပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလကုန်ထိအနည်းဆုံးသတင်းတော့52ဦးကိုဖမ်းဆီးထောင်ချထားတာဟာသတင်းမီဒီယာတွေရဲ့တိတ်ခါစွန့်ရည်နဲ့စိတ်သက်ပေါ်ဆိုးရွားစွာထိခိုက်စေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့မြန်မာသတင်းတောက်တွေဟာစစ်ကောင်စီရဲ့ဖိနှိပ်မှုနဲ့အခက်အခဲတွေကြားကနေပြည်သူတွေသတင်းသိရှိဖို့ရင်းရင်းစွာနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့ဖော်ပြပါတယ်။ကုလသမဂ္ဂအပအဝင်သက်ဆိုင်ရာပြည်တွင်းပြည်ပအဖွဲ့တွေအနေနဲ့ဖမ်းဆီးခံထားရတဲ့သတင်းတောက်တွေနဲ့သတင်းမီဒီယာတွေကိုပံ့ပိုးတာတွေဆက်လက်လှုပ်ဆောင်သင့်တယ်လို့စာရန်ကအကြံပြုထားပါတယ်။ကျွန်တော်19ရက်နေ့မှာမွေးနေ့ကြရောက်မဲ့ဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်တွေပေးပို့လာတာ 9214ခုရှိပြီလို့ SU80 Birthday Campaign Season သူတွေကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာဂျွန်လ19ရက်နေ့မှာအသက်80ပြည့်မှဖြစ်ပြီးမွေးနေ့ဆုတောင်းဗီဒီယို1000ပြည့်ဖို့ကြိုးစားနေကြတာပါ။ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယို1000ပြည့်လာရင် Green နဲ့ကမ္ဘာဆန်ချိန်တင်နိုင်မှာဖြစ်ပြီးမြန်မာနိုင်ငံဟာနိုင်ငံတကာအတိုင်းအဝိုင်းရဲ့အယုံစိုက်မှုကိုရရှိနိုင်တယ်လို့တရုတ်ဆောင်ဆန်ခီရလည်းလူမှုကွန်ရက်ဆိုင်မျက်နှာမှာရေးသားထားပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ကောင်းဆောင်ကိုဆက်လက်ထောက်ခံအားပေးပြီးချစ်မြဲချစ်ကြောင်းကဘာကိုပြတဲ့ထုတ်ပြန်ကြေညာချက်တစ်ခုလည်းဖြစ်တယ်လို့သူကဆိုပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဗီဒီယိုဖိုင်ကိုဂျွန်လ19ရက်နေ့ UK Center ကြီးည7:00နာရီတိတိအထိပေးပို့နိုင်တယ်လို့ Su80 Birthday Campaign Page ကထုတ်ပြန်ထားပါတယ်။ဘွာဘွာ ပွေလှိုင်းများအရှင်ကြောင့်ဒီနေ့ညကနေဂျွန်လ22ရက်အတွင်းနေပြည်တော်အပါဝင်တိုင်းနယ်ပြည်နယ်14ခုမှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလားဌာနကထုတ်ပြန်ထားပါတယ်။အချို့ဒေသတွေမှာဒေသအလိုက်နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။တိုင်းနယ်ပြည်နယ်အနှံ့မှာမိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချိုခြင်း၊မိုးကြိုးပစ်ခြင်း၊ရက်စီးလက်ခြင်း၊မိုးသီးကျွေခြင်း၊ကြက်ပြည့်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။ ကုန်းမြင့်ဒေတာအနေနဲ့ညငယ်6ရက်များနေနေထိုင်သူတွေအနေနဲ့မြေပြုံမှုအနေရရေကြီးရေလျှပ်မှုများကိုကြိုတင်သတိပြုတင်တယ်လို့မိုးစလာဌာနကထုတ်ပြန်ထားပါတယ်။